မင်္ဂလာပါရှင် Channel 24ရဲ့ Weekly News စီစဉ်ကနေဒီနေ့ဘက်အတွက်တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့တရုတ်ဇိုရကတိုင်ပင်ကျွန်းနဲ့ပတ်သက်ပြီးဂျပန်ပေါ်နောက်ထပ်အရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့ချိန်ချောက်နေရတဲ့သတင်းကိုတင်ပြပေးပါမယ် တရုတ်ဆိုရကတရုတ်တိုင်းပြည်ကျွန်းနဲ့ပတ်သက်တဲ့မှတ်ချက်တွေကိုဂျပန်ကပြန်လည်ရုပ်သိမ်းပြီးနိုင်ငံသားဆက်ဆံရေးရဲ့နိုင်ငံရေးအခြေခံများကိုကာကွယ်ဖို့ခိုင်မာတဲ့လုပ်ရက်တွေကိုမလုံဆောင်ပါကဂျပန်ပေါ်နောက်ထပ်ရေးယူမှုတွေလုံဆောင်ရမှာလွယ်ပြီးတခြားရွေးချယ်စရာများမရှိကြောင်းသတိပေးပြောဆိုခဲ့ပါတယ် ဂျပန်ဝန်ကြီးချောဆာနေတာကာကြီးရဲ့တရုတ်တိုင်ပင်နဲ့ပတ်သက်တဲ့မှတ်ချက်တွေကတရုတ်ဂျပန်ဆက်ဆံရေးရဲ့နိုင်ငံရေးအခြေခံကိုပျက်စီးစေခဲ့ကြောင်းတရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမအိုနေကထုတ်ပြန်ပြောကြားခဲ့ပါတယ်ဂျပန်ကတရုတ်တိုင်ပင်နဲ့ပတ်သက်တဲ့မှတ်ချက်တွေကိုပြန်လည်ရုပ်သိမ်းဖို့ညှင်းဆန်ပြီးအမားတွေဆက်လက်လှုပ်ဆောင်နေမယ်ဆိုရင်တရုတ်ကပြင်းထန်ပြီးပြတ်သားတဲ့တံပြန်စီစဉ်တွေကိုလှုပ်ဆောင်သွားမှာပါ။ ဒီလိုမျိုးမှတ်ချက်ပေးတာနဲ့ပတ်သက်တဲ့အကျိုးဆက်တွေကိုဂျပန်ကရင်ဆိုင်ရပါလိမ့်မယ်လို့မာဟိုနေကသတိပေးပြောဆိုခဲ့ပါတယ်။တရုတ်ကတရုတ်တိုင်ပေကျွန်းကိုတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ပြီဆိုပါကကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ဂျပန်ကတုံ့ပြန်မှုတွေလှုပ်ဆောင်သွားနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်စာနေတောက်ကချီကအခုလအစောပိုင်းကအကြံပြုပြောဆိုခဲ့ပြီးနောက်မာဟိုနေရဲ့သတိပေးပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်ခဲ့တာပါ။ တရုတ်ဆိုရကတရုတ်တိုင်းပြည်ကျွန်းကို၎င်းရဲ့ပိုင်နက်နယ်မြေဖြစ်အခိုင်အမာရှုမြင်ထားပြီးငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရန်အတွက်လိုအပ်ပါကအင်အားသုံးဖြည့်ရှင်သွားမှာဖြစ်ကြောင်းတရုတ်သမ္မတရှီကျင်းဖင်ကအကြိမ်ကြိမ်ကတိပြုပြောခဲ့ပြီးတရုတ်တိုင်းပြည်ဆိုရကတရုတ်ရဲ့ပြောဆိုချက်များကိုငြင်းဆန်ပေးချထားပြီးတရုတ်တိုင်းပြည်ပြည်သူများကသာသူတို့ရဲ့ကိုယ်ပိုင်နာဂတ်ကိုဆုံးဖြတ်နိုင်စွမ်းရှိကြောင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်ရှင်။ မလေးရှားဆိုရကစိတ်ကြောတဲ့လူငယ်တွေအတွက်ဆိုရှယ်မီဒီယာအသုံးပြုဝင်ကိုပိတ်ပင်ဖို့စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မလေးရှားနိုင်ငံကလာမယ့်2026ခုနှစ်ကစတင်ပြီးအသက်16နှစ်အရွယ်လူငယ်တွေအတွက်ဆိုရှယ်မီဒီယာအကောင့်တွေကိုတားမြစ်ပိတ်ပင်ဖို့စီစဉ်နေတယ်လို့သိရပါဗျ။အခုလိုစီစဉ်ခဲ့ရတာကလည်းလူငယ်တွေကိုစိုက်ပါအနိုင်ကျင့်မှု၊လိမ်လည်မှုနဲ့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေလိုမျိုး အွန်လိုင်းအနေကနေကာကွယ်ဖို့အတွက်ပုံမှုခြေပြန်တဲ့ဂျိုးပတ်မှုရဲ့ဒစိမ့်တွေပိုင်းပိုင်းဖြစ်အဲ့ဒီလှုံ့ဆော်မှုတွေကိုမလေးရှားဆိုရအဖွဲ့ကအတည်ပြုခဲ့တယ်လို့ဆက်သွယ်ရေးဝန်ကြီးဖာမီဖာစီကပြောကြားခဲ့ပါတယ် ဒါပြင်မလေးရှားအစိုးရကဩစတြေးလျနဲ့တခြားနိုင်ငံတွေကလှုပ်ဆောင်သလိုမျိုးအသုံးပြုတွေရဲ့အသက်ကိုအတည်ပြုဖို့မှတ်ပုံတင်တွေဒါမှမဟုတ်နိုင်ငံကူးလက်မှတ်တွေကို electronic စစ်ဆင်မှုတွေရဲ့အသုံးပြုမှုတွေကိုလေးလာနေတယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒါမြင့်ချက်ကိုဘယ်ချိန်မှပြဋ္ဌာန်းမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ဆလဘီအစိုးရစီကံထိတဲ့ရဲ့အဖွဲ့တွေနဲ့မိဘတွေအားလုံးကသူတို့ရဲ့လှုပ်ဆောင်ရမယ့်အခမ်းအနားကို တိတိကျကျပါဝင်ဆောင်ရွက်မယ်ဆိုရင်မလေးရှားမှာရှိတဲ့အင်တာနက်ကမြန်ဆန်ရုံသားမကခလေးတွေနဲ့မိသားစုတွေအတွက်ဘေးကင်းသွားမယ်ဆိုတာကိုယုံကြည်ပါတယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်ရှင်ယူကရိန်းငြိမ်းချမ်းရေးစီစဉ်ကိုအမေရိကန်နဲ့ရုရှားတို့ဆွေးနွေးသွားမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ယူကရိန်းပဋိပက္ခအတွက်အမေရိကန်ကအဆိုပြုထားတဲ့ငြိမ်းချမ်းရေးစီစဉ်ကို အမေရိကန်နဲ့ရုရှားတို့ကဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့အမည်မဖော်လိုတဲ့အရာရှိတဦးရဲ့ပြောဆိုချက်တွေကိုကိုးကားပြီးနယူးယောက်တိုင်းသတင်းစာကနေရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေမှာအမေရိကန်ကငြိမ်းချမ်းရေးသဘောတူညီချက်ကိုယူကရိန်းကိုတင်ပြခဲ့ပြီးလာမယ့်ရက်ပိုင်းအတွင်းလက်ခံဖို့ယူကရိန်းကိုချိန်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ရုရှားသမ္မတပူတင်ကလည်းရုရှားဆိုရကငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့မူကြမ်းကိုလက်ခံရရှိပေမဲ့အမေရိကန်နဲ့ ဲ့အသေးစိတ်မဆွေးနေရသေးဘူးလို့ထုတ်ပြန်ပြောကြားခဲ့ပါတယ်အခုလိုအမေရိကန်ကအဆိုပြုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးယူကရိန်းကိုယ်စားလှယ်အဖွဲ့ကအ धिक ဥရောပကြောထောက်နောက်ခံနိုင်ငံတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေကိုလှုံ့ဆော်ခဲ့တယ်လို့လည်းသိရပါဗျ။ ဒါပြင်ယူကရိန်းသမ္မတဇီလန်စကီကငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်ခံမှာကအမေရိကန်အထူးသံတမန် Stewards of ကငြိမ်းချမ်းရေးအစီအစဉ်ကိုရုရှားသမ္မတပူတင်ကို တင်ပြနိုင်မွေရှိနေတယ်လို့လည်းအမည်မဖော်လိုတဲ့အရာရှိရဲ့ပြောကြားချက်ကိုကောက်ကပြီး NYT ကရေးသားဖော်ပြခဲ့ပါတယ်။အမေရိကန်နဲ့ဆက်သွယ်မှုတွေရှိနေတာကိုရုရှားဘက်ကလည်းအတည်ပြုခဲ့ပြီး Stewards of ကိုအချိန်မရွေးလက်ခံတွေ့ဆုံဖို့အစဉ်သင့်ရှိတယ်လို့လည်းပြောကြားခဲ့ကြောင်းသိရပါပါတယ်ရှင်။ ဟောင်ကောင်မှာမိုးမျောတိုင်းမီလောင်မှုလူပေါင်း40ကျော်သေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဟောင်ကောင်ကိုပိုင်ရုံ6ခွေရဒေတာနေမြေတက်လို့ခေါ်တဲ့တိုက်ပိုခရိုင်ဝမ်ဖက်ရိတ်တာပုဂ္ဂလိကအချက်မြင့်မိုးမျောလူနေအဆောက်အုံတိုက်ခန်းတွင်းများမှာမီလောင်မှုဖြစ်ပွားရာမိသက်သမားတဦးပါဝင်44ဦးသေဆုံးကြောင်းလူပေါင်း289ဦးခန့်ပျောက်ဆုံးနေတယ်လို့ယူဆရပြီးဒဏ်ရာများနေစည်းရုံတင်ထားရသူ62ဦးနဲ့အများစုကစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့နိုင်ငံတကာသတင်းမီဒီယာများရဲ့ကနဦးထုတ်ပြန်ကြေညာသိရပါ ါတယ်1998ခုနှစ်ဟောင်ကောင်ကိုပြန်လည်ရရှိပြီးနောက်ပိုင်းဒုတိယမြောက်အသေးအပြောက်အများဆုံးနဲ့အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုဖြစ်ပါတယ် အပြင်းထန်ဆုံးအဖြစ်သတ်မှတ်ရတဲ့အဆင့်၅ဒီမီလောက်ကျွမ်းမှုက2025ခုနှစ်နိုဝင်ဘာလ26ရက်ဗုဒ္ဓဟူးနေ့ဒေသစံတော်ချိန်ညနေ3နာရီထိုးကနေမှစတင်ခဲ့ကြောင်းမိသက်သမား800ကျော်နဲ့အရေးပေါ်ဝန်ဆောင်မှုများချထားပေးခဲ့ရပြီးဂျာတာပရင်းနှင့်နနက်စောစောမှမိထိတ်နိုင်ခဲ့ပေမဲ့တငွေငွေဆက်လက်လောင်ကျွမ်းနေစေဖြစ်ကြောင်းအစိုးရ6ပန်ငွေနဲ့1989ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ဒီအင်အားစောင့်ဝင်တွေကအထက်31ထပ်ပါလူနေစောင့်ဝင်8ခုရှိကြောင်း မီလောက်ကျွမ်းစဉ်အဲ့ဒီအဆောင်အလုံးရဲ့အပြင်ဘက်နေရည်များကိုအကြီးစားပြင်ဆင်မှုအတွက်ဖုံးအုပ်ဓာရီဝန်ညံများမှစတင်ခဲ့ကြောင်း ဆောက်လုပ်ရေးပိုက်ကုံများနဲ့မီးလောင်လွဲတဲ့ပစ္စည်းများမှတဆင့်အတွင်းပိုင်းကိုဆက်လက်လောင်ကျွမ်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်အချိန်တိုတွင်အဆောက်အုံလေးလုံးကိုကူးဆက်ခဲ့ကြောင်းမီးလောင်မှုနဲ့ပတ်သက်ပြီးဆောက်လုပ်ရေးကုမ္ပဏီမှအမှုဆောင်ရာရှိသုံးဦးကိုဖမ်းဆီးထားကြောင်းတပ်ထုညံများပြောင်းလဲအသုံးပြုစဉ်တရုတ်ဆောက်လုပ်ရေးအလေထားလက်ကျန်ဝန်ညံများကြောင့်ရခိုင်လူပေါင်း23ဦးထိတိုက်ဆုံးခဲ့ပူတယ်လို့သတင်းများအရသိရှိရပါတယ်ရှင်။ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနှစ်နိုင်ငံကအချိန်မရွေးပဋိပက္ခဖြစ်ပွားလာနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ကအချိန်မရွေးပဋိပက္ခဖြစ်ပွားလာနိုင်တဲ့အလွန်အနည်းများတဲ့အခြေအနေမှာရှိနေတယ်လို့တောင်ကိုရီးယားသမ္မတလီကျိန်းမြောက်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်မြောက်ကိုရီးယားနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဆောင်ဖို့တောင်ကိုရီးယားအတွက်လည်းအလွန်အရေးကြီးတယ်လို့လီကျိန်းမြောက်ကပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားကဆက်သွယ်မှုတွေလှုပ်ဆောင်ဖို့တောင်ကိုရီးယားရဲ့တောင်းဆိုမှုတွေကိုပြန်လည်တုံ့ပြန်မှုညင်းဆိုနေပြီးနှစ်နိုင်ငံကြားစစ်ဖက်ဆိုင်ရာနေဆက်တရှောင်းမှာတန်ဆူချူရီကထားတာမျိုးကိုလှုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးလီဂျင်းမြောင်ကကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးကအရန်ကိုဆိုးရွားတဲ့အခြေအနေမှာရှိနေပြီးအခြေခံယုံကြည်မှုအဆင့်မှာတော့ရှိနေပါဘူး။မြောက်ကိုရီးယားကသူတို့ရဲ့အရန်ကိုအစွန်ရောက်တဲ့ပြုတ်မှုချို့ကိုပြသနေပါတယ်လို့ပြောခဲ့ပါတယ်။ အခုလိုနှစ်နိုင်ငံကြားနယ်စပ်တခြားပဏိပခါရီဖြစ်ပွားလာမှာကိုတားဆီးဖို့အတွက်စီးရင်နယ်နိမိတ်မြေတခြားရှင်းလင်းတဲ့နယ်နိမိတ်တစ်ခုရေးဆွဲဖို့အတွက်ဆွေးနွေးမှုတွေလှုံ့ဆော်ဖို့တောင်ကိုရီးယားကမြောက်ကိုရီးယားကိုအဆိုပြုခဲ့ပြီးနောက်ရပ်ပိုင်းကြောင်မှလီကျင်းမြောင်ရင်ပြောဆိုချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတောင်ကိုရီးယားဘက်ကအဆိုပြုချက်ကိုမြောက်ကိုရီးယားကချက်ချင်းပြန်လည်တုံ့ပြန်တာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ လူပြားလိုက်မှာလုံခြုံရေးကိုတင်းကျပ်ဖို့အတွက်အစီအစဉ်တွေထပ်မံတိုးချဲ့နေရတဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သက်နိုင်ငံဘယ်ရီမြို့မှာရှိတဲ့လူပြားလိုက်ကလုံခြုံရေးကိုတင်းကျပ်ဖို့အစီအစဉ်များရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့လာမယ့်2026ခုနှစ်မှာပြားလိုက်အပြင်ဘက်နေရာတွေမှာနောက်ထပ်လုံခြုံရေးကင်မရာအလုံးကြီးတရာကိုတပ်ဆင်သွားမှာဖြစ်တယ်လို့ပြားလိုက်ဒါရိုက်တာ Loris Deska ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့ဖောက်ထွင်းဝင်ရောက်မှုများအပြီးမှာတော့လုံခြုံရေးကိုထပ်မံတင်းကျပ်ဖို့အခုလိုအစီအစဉ်တွေထွက်ပေါ်လာ ခြင်းဖြစ်ပြီးတော့လူပြားလိုက်ခြံဝန်းတွင်အစင်မြေရဲစကန်တစ်ခုကိုတိစောက်ခြင်းဖြင့်ပယ်ရီရဲတပ်ဖွဲ့နှင့်ဆက်ဆံရေးတွေကိုထပ်မံမြင့်တင်သွားမှာဖြစ်ကြောင်းလော်ရန့်ဒက်စကာကပြောကြားခဲ့ပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ19ရက်မှာဓမြလီဦးကအမေရိကန်ဒေါ်လာ100တန်တန်ဖိုးရှိတဲ့တန်ဖိုးကြီးကြောင့်မြတ်ရန်နာတွေကိုဝင်ရောက်ခိုးယူသွားခဲ့ပြီးတဲ့နောက်ကဘာပေါ်မှာခရီးသွားလာရောက်လေပတ်မှုအများဆုံးလူပြတဲ့ရဲ့လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချရမှုပေါ့တန်တရားများတိုးပွားလာစေခဲ့တယ်လို့လည်းသိရပါဗျ။အခုလိုစုံစမ်းစစ်ဆေးသူတွေကဖောက်ထွင်းဝင်ရောက်မှုမှာပါဝင်ပတ်သက်တယ်လို့စွပ်စွဲခံထားရတဲ့တန်တရားရှိသူလေးဦးကိုတရားစွဲဆိုခဲ့ပြီးမြေခိုးယူခံခဲ့ရတဲ့ရတနာတွေကိုလက်ရှိချိန်ထိ ီပြန်လည်ရှာဖွေတွေ့ရှိခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။အဆိုပါဖြစ်ရဖြစ်ပွားပြီးရနောက်ပြရတဲ့အပြင်ဘက်နေရံများမှာလုံခြုံရေးကင်မရာများလုံလောက်စွာတပ်ဆင်ထားခြင်းမျိုးမရှိကြောင်းနဲ့လသာဆောင်ကိုလည်းပိတ်ထားခြင်းမျိုးမရှိခဲ့ကြောင်းပြရတဲ့တာဝန်ရှိသူတွေကဝန်ခံပြောဆိုခဲ့ပါတယ်။ဒါပြင်ပြည်သည့်ရာရှိများကအခုနှစ်ကောင်မှကျူးကျော်ဝင်ရောက်မှုကာကွယ်ရေးကရိယာများနဲ့အနီးနားရှိအများပြည်သူတို့လမ်းမများပေါ်မှာရင်များကိုတားဆီးမဲ့အတားဆီးများပါဝင် အပူလုံချုံရေးကိုစနစ်များကိုစတင်အသုံးပြုသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။အခုဆိုရင်တော့ Channel 24ရဲ့ Weekly News Season ကနေတပတ်အတွင်းဖြစ်ပွားခဲ့တဲ့သတင်းတွေကို Weekly Recap ဖြစ်ပြန်လည်ထုတ်လင့်တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။